Miss Universe ဘကော2025ကိုစားပြုဖြစ်ဖို့မထိုက်တန်ဖို့ဆိုပြီးဝေဖန်ခံနေရတဲ့ခင်ရတနာဆုံးအလုံးမဲမင်္ဂလာပေါင်းဗမစ်စတန်ကနေကြိုဆိုလိုက်ပါတယ် ။မကြာခင်မှာဆိုရင် Miss Universe မြန်မာ2025ပြန်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်။ဒီနှစ်မှာကျင်းပမယ့် Miss Universe မြန်မာ2025ပြန်ပွဲကိုနမေရပိသားအနုပညာရှင်တချို့နဲ့ဆယ်လီတချို့ကဝင်ပြိုင်မယ်လို့နမေထွက်နေခဲ့တာပေါ့။လက်ရှိမှာငလင်းဘေးကလည်းဖြစ်နေတာမို့မြို့နယ်ကိုစားပြုပြန်ပွဲတွေကိုတိတ်တိတ်ဆိတ်တာကျင်းပလို့နေကြပါတယ်။ပြကရရမှာတော့ Miss Universe ဘကော2025ပြိုင်ပွဲကိုကျင်းပခဲ့တာပေါ့အဆိုပါပြိုင်ပွဲမှာခင်ရတနာစိုးကလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ် ခင်ရနာဆိုက The Voice မြန်မာပြိုင်ပွဲနဲ့လူသိများလာခဲ့တာမို့အလှမယ်နေနဲ့ရှင်းပြမယ်လို့သိလိုက်ရတဲ့အချိန်မှာတချို့ကလည်းအာသိငုံကြပါတယ်ခင်ရနာဆိုကဆိုင်းဝိုင်းကိုတိုင်းထောင်ကအနှိပညာအလုပ်လုပ်နေခဲ့တာပေါ့ ဒါပေမဲ့ငယ်စိမ့်အိမ်မက်ကအနှောက်အယှက်တောင်ဖြစ်ချင်တာပေါ့ဒါကြောင့်မို့လဲဝေဖန်ခံရမှာကိုတည်တည်ရဲနဲ့ Miss Universe ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ရနာဆိုးကယုံကြည်ချက်လေးပြင်းထန်တဲ့သူပေါ့သူမရဲ့ရုပ်ရည်ခန္ဓာကိုယ်နဲ့အလှတရားကအနှောက်အယှက်တောင်ဖြစ်ထိုက်ရလောင်ဖြစ်ပါမလားဆိုတဲ့စိုးရင်စိမ့်နဲ့တင်ငယ်မှုတွေလည်းလုံးဝမရှိပါဘူးဖြစ်တယ်မို့ကိုအကောင်းဆုံးလက်ခံကစ조사ခြင်းနဲ့စိမ့်နဲ့ယုံကြည်ချက်အပြင်းဝထားကဝင်ပြိုင်ခဲ့တာပေါ့မပြိုင်ခင်လပိုင်းအလိုကလေးကလည်းခန့်ဝါတွေကိုအရင်သင်ထားခဲ့ပါတယ် Miss Universe ဘကော2025မှာဝင်ပြိုင်တဲ့အချိန်မှာ ခင်ရတနာစောကဝိနာတရဖို့ကိုရရှိလိုက်ပါတယ်ဝိနာရရှိသွားပြီဖြစ်တဲ့အတွက် Miss Universe ဘကောကိုစားပြုနေတဲ့ Miss Universe မြန်မာ2025ကိုဝင်ရောက်ရှင်ပြိုင်သွားတော့မှာပေါ့မြို့နယ်ကိုစားပြုနေတဲ့ရွေးချယ်ခံလိုက်ရတဲ့အတွက်အလှမဲ့တယောက်နေနဲ့ခြားပြချင်တာကိုလည်းအပြေဝခြားပြခွင့်ရသွားတော့မှာပေါ့ခင်ရတနာစောက Miss Universe ဘကော2025ဖြစ်ရွေးချယ်ခံလိုက်ရတဲ့အပေါ်မှာချီချိုကွန်ပျူတာထက်ဝေဖန်ရှုံးချသူကပုံများလာခဲ့ပါတယ်ခင်ရတနာစောရဲ့အနေထားနဲ့အလှမဲ့ဖြစ်ဖို့မထိုက်တန်ဘူးလို့တယုံတန်ဝေဖန်မှုတွေရှိလာခဲ့တာပေါ့ ခင်ရနာဆိုကမြမတန်အစိုးရဖြစ်တဲ့ပြင်ဆိုင်ဝမ်ကအနုပညာရှင်ဖြစ်တာမို့လူအများကအထင်မကြီးသလိုဖြစ်နေကြတာပေါ့ဒါပြင်ခင်ရနာဆိုရဲ့ခနာကိုအနေထားနဲ့အလှတရားကလည်းစံချိန်ကိုမမီဘူးဆိုပြီးထောက်ပြနေကြပါတယ် Miss Universe ဘကော2025ပွဲကျင်းပတဲ့အချိန်မှာခင်ရနာဆိုကခမောက်ကိုလည်းတေချာရှောက်ပြနိုင်ခဲ့ပါတယ်ဒါပြင် stage performance ကလည်းထင်ထားသလောက်မဆိုပဲအနေတော်အနေထားဖြစ်နေတယ်လို့ fan fan အကြီးစားတွေကသုံးသပ်နေကြတာပေါ့ စင်ပေါ်မှာအုပ်စုဖွဲ့ကပြရချင်မှလည်းခင်ရတနာစိုးကအတော်လန့်ဆုံးဖြစ်နေကဟန်ချက်ညီဆုံးဖြစ်နေခဲ့ပါတယ် ဒါရီကြောင့်ပဲ Miss Universe ဘကော2025ဖြစ်ရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။လက်တလုံးမှာငလျင်ဘေးကလည်းဖြစ်နေတာမို့နောက်ထပ်မြို့နယ်ကိုစားပြုရှင်ပြိုင်မဲ့အလှမယ်တွေထဲမှာနမဲကြီးတချို့ပါပဝင်ဖြစ်မလားဆိုတော့ကတော့သေချာမသိရသေးပါဘူး။ဒီနှစ်မှာ Battery Shark ကလည်းပြန်ဖြစ်မယ်လို့နမဲထွက်နေတာပေါ့။ခင်ရနာဆိုကတော့နမဲထွက်နေတဲ့အတိုင်းတကယ်ပြန်ဖြစ်တော့ပါပြီ။ခင်ရနာဆိုအားမပြန်ခင်ကတည်းကသူမကအိမ်မက်ကိုအကောင့်ထဲပေါ်ရမို့ဝေဖန်ခံရတာမျိုးကိုတွေးကြောက်နေမှာမဟုတ်ကြောင်းကိုလည်းရှင်းလင်းထားပြတာဖြစ်ပါတယ်။ ယုံကြည်ချက်ပြင်းထန်တဲ့ခင်ရတနာဆိုးတယောက်ဘယ်အဆင့်ထိတက်လာနိုင်လဲဆိုတာစောင့်ကြည့်ကြရတော့မှာပါခင်ရတနာဆိုးကအများဝေဖန်နေကြသလို Miss Universe ဘကော2025ဖြစ်ဖို့အရေးချင်းမပြည့်မီဘူးလို့ပြည်သက်တဲ့အနေနဲ့ထင်မိလားဆိုတာခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ